စပါစပါပြန်ဖြစ်သွားပြီလားအလုံးမင်းမင်းလာပါ UK ဘက်ကနေကျေးဇူးပါရီစပါတို့ကယာဒီအဖွဲ့ပိုင်းမှာထင်ကြီးစရာပုံစံမျိုးတွေပြသခဲ့ပြီးတော့ဒေါ်မန်ဖရန်ရဲ့ဂျက်ပီမူကကောင်းခဲ့တယ်လို့အတင်းပိုးဖွဲ့ပြောင်းလဲနေတဲ့ယီမန်ချက်ကြီးရဲ့အတင်းတင်းဖြစ်နေတိုးတက်လာဖို့အရင်းငွေတွေပြသခဲ့တာပါဒါပေမဲ့သိမကြခင်မှာပဲသူတို့ရဲ့ရလပိုင်းကြီးကမျောလင်းထားသလိုမဟုတ်တော့ပြန်မင်းနေအရင်စပါလိုပဲပြန်ပြီးတော့ဖြစ်သွားပြန်ပါရင် နောက်ဆုံးကစားကလေးပွဲတွေရဲ့ရသက်တွေကိုကြည့်လိုက်ကြရအောင် မက်ဆီကိုနိုင်ခဲ့ပြီးတဲ့နောက်ဘိုးမောက်ကိုအင်ကွင်းမှာရှုံးဝက်ဟမ်ကိုအဝေးကွင်းမှာနိုင်ဗီလာရဲကိုအင်ကွင်းမှာနိုင်ဘရိုက်တန်နဲ့အဝေးကွင်းမှာတည်ရချာဒွန်ကက်စတာကိုနိုင်ဘူးနဲ့အင်ကွင်းမှာတည်ရချာဘိုဒိုကလင်းနဲ့အဝေးကွင်းမှာတည်ရချာလီယူနိုက်တက်ကိုအဝေးကွင်းမှာနိုင်ဗီလာကိုအင်ကွင်းမှာရှုံးမိုနာကိုအဝေးကွင်းမှာတည်ရချာအေဗာဒန်ကိုအဝေးကွင်းမှာနောက်ဆုံးကူးပြတ်နိုင်ထားပါပြီအဲ့ဒီပွဲမှာရသွားတဲ့ဂိုးတွေမှာတေကန်မော်ရီကအဓိကဖြစ်ခဲ့ပြီးတော့နောက်ဆုံးစားသွင်းတဲ့ဂိုးပဲ open play ပါပါပြီး အေဗာနန်ကသူ့ကိုကောင်းကောင်းကြီးပြန်လည်ကစားသွားနိုင်ခဲ့တဲ့ပွဲပါစပါရီရဲ့ပွဲတွေကိုကြည့်ရင်အစင်တစ်ခုပြောင်းနေခဲ့ပါ ರಿ ဆိုလိုချင်တာအင်ကွေးမဆိုရင်မာကျော်ရီဆိုတာမျိုးဒါမှမဟုတ်ဘလို့စင်နန်းမျိုးနဲ့တင်းနေဆိုရင်တော့ရုန်းကန်ရပါမိဘလို့အသင်းမျိုးတွေကိုတော့အေးအေးဆေးဆေးအနိုင်နိုင်နေဆိုတာမျိုးပါစပါအိုကြီးကတော့အင်ကွေးနဲ့ရှုံးရင်ရှုံးအဝေးကွင်းနဲ့နိုင်ကျင်နိုင်နေရန်တီကရောက်တဲ့ရာဖြစ်နေတာကိုကြည့်ရင်သူတို့မှတည်ငြိမ်မှုကတော့ကင်းမဲ့နေတယ်လို့ဆိုနိုင်ပါ ರಿ တချို့ကတော့တန်းစီစရာသူတို့နေရာကိုပြပြီးတော့ညင်းနိုင်ပါမိမယ့် တန်းစီစရာနေရာလိုပဲခြေမှန်တစ်ခုရှိတာလေးရေးကြည့်ပါရီအတင်းချင်းမှလည်းစီးရီကိုနိုင်ကျင်နိုင်ပြီပြီးတော့ဗီလာကိုရှုံးရင်အိမ်ဝင်းမှပြန်ပြီးတော့ရှုံးပြနေတာသူတို့မှတေချာခိုင်မာမှုတစ်ခုမှမရှိသေးလို့ဆိုလိုနေတာပါနောက်တနည်းပြောရရင်ဒါအရင်စပါပါပြီမထင်မထားတဲ့အချိန်မှာထားလို့ပြနိုင်ခြင်းလုံးပြနိုင်နေပြီမေးတခါတလေကြတော့လေဘာမှမဟုတ်ဘူးနဲ့ရှုံးရင်ရှုံးပြတာမျိုးပါနောက်တစ်ချက်ကစပါတို့ကလက်ရှိရာဒီကိုဝဲကစားပြီးတဲ့အချိန်မှာအတင်းကြီးရဲ့လို့မန်စီးတီးတင်းတင်းလေးကိုပဲကစားထားပါရီကစားခဲ့တဲ့တင်းကြီးတွေမှာဝဟန်းကိုတော့နိုင်ထားခဲ့ပြီးမြေ ဗီလာကိုရှုံးဘုံမောက်ကိုရှုံးဘရိုက်တန်နဲ့တည်ကြထားပါရီရှိလာမယ့်ပွဲတွေကသူတက်တော်တော်ကြံ့မှာပါနယူကာဆင်နဲ့ကာရာဘောင်ဖလားချဲစီနဲ့ EPN ပြီးရင်ကိုဗင်ဟေဂင်နဲ့ချန်ပီယံလိပြီးရင်မန်ယူနိုက်တက်နဲ့ကစားမှာဖြစ်ပြီးတော့အင်းအောင်ဆက်တိုက်ဆိုလိုပဲဝေးခွေးမှာအာဆင်နဲ့တွားပြီးတော့ဂျာဘီကဲရအောင်မှာပါအင်းအောင် PSG နဲ့ကစားမှာဖြစ်ပြီးတော့ဖူဟန်နယူကာဆင်ဘရက်ဖို့တို့ကလည်းအတင်းဆောင်နေပါရီ ီဇင်ဘာထဲမှာလေလေဘာဦးပြင်ပယ်လီနဲ့ကစားရအောင်မှဖြစ်ပြီးတော့ Bradford Wigan ကိုလည်းပြန်သွားကင်ရပါအောင်မင်းဆိုတော့ရှိလာမယ့်ပွဲတွေအားလုံးဟာ Spar ကို Crown ကြိုက်ထားမယ့်အချိန်ကြီးဖြစ်လာခဲ့ပါရီယာလီအဖွဲ့မိုင်းမှာတော့အင်ကွင်းမှာရှုံးညင်ရှုံးလိုက်ဝေးကွင်းမှာနိုင်ခြင်းနိုင်လိုက်နဲ့ဖီယိုဖီးယဖြစ်နေတဲ့ဒီသင်းဟာအဲ့ဒီပွဲချက်တွေထိတိုက်ရင်ဆိုင်ရမှုတွေကိုဘယ်လိုကျော်ဖြတ်မလဲတော်တော်ပူပန်စရာကောင်းပါရီတော်မဲဖရန်တို့လူစုတွေဆောင်းပွဲကာလာရောက်လာပြီဖြစ်ပြီးတော့ဒီကာလာရလက်တီကပဲစပါးကနောက်ထပ်တစ်ဆင့်ကိုတက်မယ့်အသင်းလားအရင်စပါးပဲလားဆိုတာဆုံးဖြတ်ပြီးတော့မှဖြစ်ပါရီ